စင်းမေတော်ကြီးရောကမေတော်ကြီးတယောက်မှမတိုက်တွန်းဘူးဝတ်ဖို့ဖေဖေပြောတဲ့ကောင်မင်းဝတ်ခင်ရင်ငါတို့ရဟန်းတရားကတရားကမှဖြစ်မယ်မင်းကတော်ရမယ်မင်းမဝတ်ခင်ရင်တော့ငါတို့လူဖြစ်ချောင်းတော့ပေါ်ထားပဲပြောတာပါဒါသူတို့ရှိတုန်းကတော့ဥစင်းသင်္ကန်းဝတ်ဖို့ညှင်းဆိုခဲ့တာပေါ့သူတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုမွေသားအဖေတွေအမေတွေအကောင်လုံးကိုကုသိုလ်ရသေးခြင်းနဲ့စိတ်နဲ့သာသနာပေါင်းဝင်ပြတာပါဥဒင်းအရင်တော့ကလူပွားမှဆိုဒါအခုကားတွေရိုက်မှသာသပင်အတူလိုလို့သာအတူညအရင်တော့ကဥဒင်းသပင်ကခါးအထိအနေဆုံးရှိပါတယ်အရှိပဲထားတာ ဖြစ်တဲ့အဲ့သမင်းရေကိုဖြတ်ရမှာအရင်နှမျောတဲ့အတွက်မဝေဖြစ်တာပဲကျွန်တော်တို့မရှိပါဘူး။ဒါဥစဉ်အခုလူဘဝမှာစစ်နိုင်တရားဥဆိုပြီးတော့ရုပ်ကျင်လောကရောဂီတလောကရောဖြစ်လာတာဒီစစ်နိုင်တရားဥတော်လို့မဟုတ်ပါဘူး။တရားတင်ဆိုတဲ့ဇမဝူရဲ့သားဆိုတဲ့ဂုံလေးကိုအဖေမြင်မျက်နှာကြောင့်ချစ်ပေးကြတာပါ။ဒါဘလို့ပဲချစ်ချစ်ပါဒါဥစဉ်ကတော့လူအများချစ်တာကိုဝမ်းသာပါတယ်။တစ်ခါလူတိုင်းတစ်ခါတော့တတိရတာပေါ့။ဒါအထူးသဖြင့်အဖေတဲ့တော့အမေကိုပိုတတိရတာပေါ့။ဒီနေ့အလူကဥစဉ်ကိုအကုန်လုံးဥစဉ်ရဲ့အလူ တာဂါဒကမတွေပေါ့မွေးသားအဖေတွေအမေတွေအကုန်လုံးပေါင်းပြီးတော့ဟိုကလှုပ်ပေးတာပေါ့ပဇင်းခံပေးတာပါဦးသိန်းမွေးနေ29နှစ်ပြည့်မွေးနေကိုပဇင်းခံပေးကြတာပါဖခင်ရောမိခင်ရောပေါ့နှစ်ယောက်လုံးရည်သူပြီးလှုပ်တဲ့အလူလေးပါနောက်သူတို့ရှိတုန်းကတော့ဦးသိန်းဟိုကပေါ့တင်ငန်းဝတ်ဖို့ညှင်းဆိုခဲ့တာပေါ့သူတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုအနီးနားမှာရှိတဲ့ဒါအကုန်လုံးပေါ့မွေးသားအဖေတွေအမေတွေအကုန်လုံးပေါ့အနီးနားမှာအခုလက်ရှိရှိတဲ့လူတွေရောမရှိတဲ့နယ်ဝေးရောက်နေတဲ့လူတွေရောအကုန်လုံးအကုန်လုံးကို ကုသိုလ်ရစေခြင်းနဲ့အစိမ့်နဲ့သာသနာပေါင်းဝင်ပြတာပါအဓိကကတော့ဘာမှမရှိပါဘူးအရင်တုန်းကတည်းကတော့ဥသိန်းကအရင်တုန်းကလူပွားမှဆိုဒါအခုကားတွေရိုက်မှသာသပင်အတူလိုလို့သာအတူညအရင်တုန်းကဥသိန်းသပင်ကခါးအထိအနည်းဆုံးရှိပါတယ်အရှိပဲထားတာပြတယ်အဲ့သပင်ရေကိုဖြတ်ရမှအရင်နှမျောတဲ့အတွက်မဝေဖြစ်တာပါကျွန်တော်တော့မရှိပါဘူးဒီအကြောင်းကိုလာပြီးတော့လူတယ်ဆိုရင်တော့အဓိကကတော့ဒါဥသိန်းတခါကြီးပေါ့တခါကြီးဥသိယတင်ဆိုပေါ့အဖေကိုတတိယပါတယ် ဒါအဖေတို့မိသားစုအကြောင်းဖြစ်ဒီအကြောင်းမှဆိုလဲလှူထားတဲ့အရာတွေအကုန်လုံးအဖေတို့ရဲ့ခင်ဆွဲဦးမိသားစုဆိုတဲ့နာမည်လေးတွေနဲ့လှူထားတာဖြစ်တဲ့အတွက်ဒီအကြောင်းကိုမိသားစုအကြောင်းပြီးတော့တမန်ကိုလာခွေဖြစ်တာပါဘလို့လေးခံစားမိလဲဆိုတော့အဖေတို့အမေတို့တက်ရှိထင်ရှားရှိနော်ပိုကောင်းမယ်လို့ခံစားမိပဲကျန်တာတော့ဘာမှမရှိပါဘူးဒါအခုဆိုဒီနေ့လှုပ်ပေးတဲ့မိသားအမေတော်ခင်စန္ဒာတို့ဦးသွင်းဦးတို့နောက်ကိုမျိုးဝင်းတို့မတ်ရမုံဦးတို့အကုန်လုံးအကုန်လုံးတော့တခြားတခြားသောနာမည်မခံတဲ့လူတွေရောပေါ့အကုန်လုံးနောက်ကိုမင်းသားကြီးတို့ရော အကုန်လုံးကိုပေါ့ဒီနေရာနေပြီးတော့ကုသိုလ်တွေထပ်တူရပါစေလို့ဆုတောင်းပေးပါတယ်အဓိကကတော့အမေဆိုတဲ့အထက်ကိုအမေကတော့အဖေသွားတဲ့နောက်ကုန်လိုက်တဲ့အဖေရဲ့အငွေသက်တွေပေါ့အဖေတို့ခင်သပေဦးဒါဘယ်လိုပြောမလဲခင်သပေဦးရုပ်ရှင်မိသားစုရုပ်ရှင်မိသားစုပေါ့သူတို့ရဲ့အငွေသက်တွေအများဆုံးဒီထဲမှာစီမျောနေပါနောက်ဒီကြောင်အရှိမဆိုလဲအရင်တုန်းကဦးဇင်းတို့အဖေတွေအမေတွေခေတုန်းကလည်းလုံးဝတောက်လျှောက်ဒီနေ့လည်းလာရင်လာပါလိမ့်မယ်မှာဦးမင်းသူတို့ပေါ့အကုန်လုံးဒီကြောင်မှာရိုက်ဘူးပါတယ်အရင်ခက်ကဖိုက်တင်မင်းသားတော်တော်များများသည် ါပြောရင်ဒီเจ้าကသဲပဇာတဲ့ဝင်ဝင်ဘူးတဲ့မြင်တာမရှိတလောက်ပါပဲသေးတဲ့အခါဆိုသွေးတန်နေဒီเจ้าရှိရသေးတဲ့မှာလူပြီးတော့အသေးတဲ့ပဇာတဲ့ဝင်ပြီးအဲ့လိုတွေကိုရိုက်ခဲ့ရတာပါဦးစင်းကအစာပြီးတော့အိမ်တောင်ကြခဲ့လူဘဝမှာအိမ်တောင်ကြခဲ့ရဦးစင်းတမိမင်းကလေးမွေးနားသာပြီးနိုင်တယ်တယောက်ကြလေးမွေးခဲ့ရင်ရဟန်းဒါကဖြစ်အပ်မယ်ဆိုတော့အတွေ့ရရှိပြီးသားပါជីနုကတော့ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့ပပပဲခေါ်နေကြတယ်နေပြီးတော့ဥစင်းဆိုပြီးခေါ်လိုက်တော့အဲ့ဒါလေးကပီတိဖြစ်တာပေါ့ ဒီအသက်ဒီရွယ်ဒီတော့ဒီဥစဉ်သမီးလေးပေါ့လူဘွားသမီးလေးကဘာမှသင်ပေးစရာမလိုဘူးသူကသူ့ကိုပဲအကောင်လုံးပြောတာစကားတွေကဖုန်းနေကြည့်ဖုန်းနေကြည့်တော်တော်ကြည့်ပြီးသူကသူ့လိုက်ပြောတာပါဖေရချက်ဘုန်းကြီးပဲသူ့အမေကအရင်တော့ကဓမ္မစကူးចောင်းဆရာမလုပ်ခဲ့ရဆိုသင်ပေးထားပါတယ်၁၁ရက်၁၁ရက်၁၁မိနစ်အောင်၁၁ရက်ဝတ်ပါမယ်ပြမျိုးသားချင်းအရင်ချာတွေတော့အဖေဘက်အမေဘက်တယောက်မှတော့ဖိတ်မထားပါဘူး line ပေါ်ကနေတွေ့ရဆိုရင်တော့ လာရောက်ကြီးမြင့်ညင်ကြီးမြင့်လို့ရပါတယ်လို့ပြောင်းမတော့တီးတန့်ဖိမိတာပေါ့လူပညာညီကောင်မတော်မတွေနဲ့ဝိသားဆွေမျိုးတွေပဲဖိတာတော့ပဲအခုချိန်ထိဒါဥစဉ်အခုလူဘဝမှာစစ်နိုင်တရားဦးဆိုပြီးတော့ရောကျင်လောကရောဂီတလောကရောဖြစ်လာတာဒီစစ်နိုင်တရားဦးတော်လို့မဟုတ်ပါဘူးဥစဉ်တော့မှပညာတွေအများကြီးလိုအပ်ပါသေးတယ်ဟိုတောက်ချောက်လေးလေးလံနေရတာဘာမှမပြည့်မိသေးပါဘူးအဓိကဒီဒီအကယ်ဒမီတရားတင်ဆိုတဲ့အကယ်ဒမီဇင်မာဦးရဲ့သားဆိုတဲ့စိတ်ကလေးနဲ့ပြည့်သက်တွေရောလူပညာရှင် တက်ကြီးဝါကြီးနုပညာရှင်တို့ဒရိုက်တာတွေအကုန်လုံးကလက်တွဲခေါ်ပေးကြတာပေါ့ဝိုင်းပြီးတော့ချစ်ပေးကြတာလားကိုစစ်နိုင်သီးအူကိုချစ်တယ်မို့ပေါ့ဆိုတော့တီးရတင်ဆိုးနဲ့ဇင်မာဦးရဲ့သားဆိုတဲ့ဂုံလေးကိုအဖေမင်းမျက်နှာကြောင့်ချစ်ပေးကြတာပါအဲဘလို့ပဲချစ်ချစ်ပါတာဦးသင်ကတော့လူအများချစ်တာကိုဝမ်းသာပါတယ်ဝမ်းသာတာကတော့အဖေတို့မေတို့တို့ကတော့အခုမှလူတာမို့ပေါ့ဘူးတစ်ခေါက်ကလည်းကြက်စီတမင်းတွေဝေပေးပါတယ်အဲ့ရင်အရင်လဲဖះဘူးသွားသွားကားရိုက်နေပဲရောက်ရောက်ရောက်တဲ့ဖះတိုင်းမှာရွှေသင်္ကန်း စိန်စင်အကုန်လုံးကိုဘေရိုမီရိုနာမည်လူပေးပြပါတယ်အမြဲတမ်းအဲ့တော့ဘေရိုမီရိုတော့ကအခုမှထူးပြီးတော့မဟုတ်ဘူးအခုတော့အမြဲတမ်းလူပေးနေတဲ့အတွက်တိတ်ခန်းစားချက်ကတိတ်ကြီးကြီးမှမရှိပါဘူးအမြဲတမ်းလူပေးနေတာဆိုတော့တခါလူတိုင်းတခါတော့တတိရတာပေါ့ဒါအထူးသဖြင့်အဖေတတော့အမေကိုပိုတတိရတာပေါ့ဦးစင်းကအမေချစ်တဲ့တားလीနောက်ဆုံးအမေမဆုံးရင်အထိအမေမဆုံးရင်ဒီဦးစင်းလက်ပေါ်ပဲဆုံးတာဆိုတော့အဖေကမှဦးစင်းအသက်မမီလိုက်တာအမေကအသက်မီလိုက်ပါသေးတယ်အဲ့တော့ မေတို့ပူသတိရတာပေါ့အမေအတွက်ကတော့သူတောင်းပေးရတာတော့ဘာမှမရှိပါဘူးနောက်ဘဝလည်းနောက်ဘဝလည်းပဲဒီလိုအကယ်ဒမီစမှာဥပဒေပြန်ပြပါစေလို့သူတောင်းပေးဖြစ်ပါတယ်ဒါအဖေတို့မေတို့ကတော့အမှုပညာကိုတကယ်ချစ်တဲ့လူတွေဆိုတော့တို့ဘဝစတဲ့စတဲ့အမှုပညာသမားတွေပဲပြန်ပြပါစေလို့သူတောင်းပေးဖြစ်ပါတယ်ဦးစင်းမေတို့ကြီးရောကမေတို့ကြီးတယောက်မှမတိုက်တော့ဘူးဝတ်ဖို့ဒါကိုယ်စိတ်နဲ့ကိုယ်ကိုဝတ်ခြင်းဝတ်မွေးခြင်းနေဒါသူတို့ပြောတဲ့ကမင်းဝဲမဖြစ်ဖြစ်ပြောတဲ့ကမင်းဝတ်ခဲ့ရင်ငါတို့ရဟန်းတရားကတရားကမှဖြစ်မယ်မင်းကတော့ရမယ် င်မွေးခင်တော့ငါတို့လူဖြစ်ချောင်းတော့ပေါ်ဒါပဲပြောတာပဲအတင်းဝက်ကိုဝက်ကမယ်ဆိုရောအမိတ်အာနိုင်နဲ့တိုက်တွန်းတာမျိုးမရှိပါဘူးဒါပပေတို့မေမေတို့ဆိုဒါသာသမီနဲ့ဒီကုံမောင်နှမလိုရောတငယ်ချင်းလိုရောမိဘလိုရောအရန်ကို close ဖြစ်တဲ့တည်းမှာပါပါတယ်အခုဦးစင်တို့လူတဲ့အလူလေးကို line ပေါ်ကကြည်နေတဲ့ခုနှစ်သာသမီကိုအခုလာရောက်မဲ့ခုနှစ်သာသမီတွေကိုဦးစင်ရဲ့မိဘနှစ်ပါးကွဲလွန်သွားတဲ့အဖိုးအဖွားတွေပြီးတော့ဦးစင်ရဲ့မွေးသားမိခင်ဖခင်တွေအကုန်လုံး ကုသိုလ်ထပ်တူရပါစေလို့ဦးဇင်းတီနေဆုတောင်းပေးပါရစေ။နှစ်ဖက်ဆွေမျိုးတွေဘယ်သူမှမဖိတ်တာဘူးပြောရတော့ညမာလေးပဲမပါပါဘူး။ဒါပေမဲ့သူတို့စိတ်ထဲကလာခြင်းစိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်။လာခြင်းတော့လာကြမှာပါ။